ထောင်ထွက်တရားမမိပါတယ်လက်ခံနေတာလက်ခံဒီဘက်ထောင်းကွာပေါင်ဝင်းကြီးကမင်းတို့ထောင်ထွက်တရားငါတို့မိသားစုကလက်ခံထားတယ်ဆိုပြီးတော့ငါတို့မင်းငေါ်ကြတယ်ထောင်ထွက်ဆိုတာငါကြောင်ကတ်နေရတော့မှာအမောင်ဘက်ကကူးလာတယ်လို့မင်းအခုလိုတော့ရှောင်ထွက်မတော်တယ်မှာလက်ကရောဘလောက်တော့ရကတူမှန်တာပဲကျွန်တော်ရဲ့စာဝန်ကြီးအဆင်ပြေတယ်ဆိုရင်ကျွန်တော်ဘက်ကအဆင်ပြေပါတယ်ဟိုလာစာကတော့ဦးလေးတို့အဆင်ပြေလို့ပေးပေါ့ကျွန်တော်ဘက်ကပေးနိုင်တာကတော့ ဦးလေးတို့အလုပ်ပေါ်မှာတစ္ဆာရှိရှိနဲ့တာဝန်ကြီးအောင်လုပ်ပေးပါမယ်လို့ကျွန်တော်ကတိပေးနိုင်ပါတယ်။နှင်းစီရတဲ့အချိန်မဲ့နေမှာမဟုတ်လား။ကိုရတဲ့အချိန်နဲ့နေနေတော့နှင်းစီနဲ့ကိုနဲ့နှစ်ယောက်ပေါင်းပြီးတော့တဘွားသာတီထောင်လိုက်မယ်ဆိုရင်အဲ့ဒီပညာကြီးကိုအသာထားဒီတသက်ပြောနေနောက်တသက်တော့စားလို့မကုန်တော့နှင်းစီပညာမသက်တူဤဝန်ထမ်းဆိုတဲ့စကားကိုကျွန်တော်ငငယ်တည်းကကြားဖို့ပါတယ်။ဒါပေမဲ့ကျွန်တော်ဘွားဘေးအချိန်နေရပညာကြီးတစ်ပိုင်းတစ်စားနဲ့ကျွန်တော်ကြောင်းထွက်ခဲ့ရတယ်။မပြေဆုံးနေတဲ့ကျွန်တော်ရဲ့ပညာကြီးကိုကျွန်တော်ဆက်ပြီးတင်နေတယ် ကိုရဲလင်းစာတင်တဲ့အချိန်မှာဆိုရင်ဆရာနဲ့တက်ပက်လို့ဒီလေးစစဆက်ဆန်ရမလို့ပြောထားရဲ့လေနင်းစီသားမဘလို့កော်မျိုးမှရှိနေတော့ငါသဘောမကျအောင်တပီးပါကိုရဲ့ဘဝလက်တွဲပေါ်ဘူးမှန်ကန်သွားရွေးချယ်နေတဲ့အသိဉာဏ်ရှိနေမယ်ဆိုရလဲဖေယုံကြည့်ပါလေကိုရဲ့ပုဂ္ဂလိကဘဝထောင်ထွက်កောင်းပါ ခုချိန်တော့ဆိုရင်ငယ်ကြောင်ပဲကြားမှာတော့လေးလူနေနေမှာဖြစ်တယ်။ဒီမှာ Richard သူမရှိရနဲ့ရှင်ပြည့်ချိန်မှာထင်းလိုက်ရလား။အဲ့ဒါဆိုရင်တော့ရှင်တွေ့တယ်ကတိတ်အောက်တန်းကြတော့ ਆਈ ။ငါရဲ့အတွေ့အကြုံအောက်တန်းကြရင်ကြားတယ်။ငါရဲ့လောက်ရတရားဘယ်လောက်ထိအထက်တန်းကြတယ်ဆိုတာနင်သိတယ်။ ကျွန်တော်ထောင်အားထွက်လာတော့ပတ်ဝန်းကျင်ကထောင်တွဲဆိုပြီးတော့အခေါ်ပြောမလုပ်ချင်ကြဘူးမင်းင်းစီတို့အသားအဖာနဲ့တွေ့တဲ့အခါမှာကျွန်တော်ကိုအရေးတကြီးဆက်ဆံကြတော့ကျွန်တော်ရဲ့မျောလင်းချက်တွေရောင်ပြီးတန်းလာခဲ့တယ်မင်းင်းစီဆိုတဲ့ပန်းလေးကျွန်တော်အတွက်နဲ့တော့အလှမပြတ်စေရပါဘူး